မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာစစ်အုပ်စုရဲ့ဖမ်းဆီးထောင်ချခြင်းကိုခံရရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဒုတိယဥက္ကဋ္ဌသွေးကန်ဆာယောဂခန်းစားနေရသူအသက်80နှစ်အရွယ် ်ဒေါက်တာဇော်မြင့်မောင်ကျန်းမာရေးအခြေအနေဆိုးဝါးလာတဲ့အတွက်အရေးပေါ်ခန်း ICU ထဲမှာစိတ်ကုသမှုခံရုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်ရှိမှာ ICU ခန်းထဲကိုရောက်နေတဲ့ဒေါက်တာဇော်မြင့်မောင်ကိုစစ်ကောင်စီအုပ်စုကလွန်ကျင်းချမ်းလာခွင့်ပေးတယ်လို့လဲသတင်းတွေထွက်ပေါ်နေပါတယ်ဒေါက်တာဇော်မြင့်မောင်ဟာ အော်တိုဘာလ9ရက်နေ့ကအသက်ရှူကျက်ပြီးတော့ကျန်းမာရေးအခြေအနေဆိုးဝါးလာတာကြောင့်မန္တလေးအထွေထွေယောဂါကုဆေးရုံကြီးအထူးကျန်းမာကုသဆောင် ICU ကိုပို့ဆောင်ကဆေးကုသမှုခံယူနေရတာဖြစ်တယ်လို့ဒေါက်တာဇော်မြင့်မောင်ရဲ့မိသားစုနဲ့နှီးဆက်သူကပြောပြခဲ့ပါတယ်။အော်တိုဘာလ10ရက်နေ့ကကင်ဆာဆေးသွင်းမှုအတွက်ရက်ချိန်မှမို့လို့ကျန်းမာရေးစစ်ဆေးကြည့်ရမှာဖြားနာနေပြီးရင်ကျက်လို့ဆေးရှူနေရကနေပြီးတော့မနေ့ကတော့အရေးပေါ် ICU ထဲကိုပို့လိုက်ရတယ်လို့ဆိုပါတယ်။လက်ရှိမှာ ေါက်တာဇော်မြင့်မောင်ဟာမန္တလေးဆေးရုံကြီး ICU ထဲမှာကျန်းမာရေးအခြေအနေဆိုးဝါးနေပြီးတော့အဲ့ဒီလိုကျန်းမာရေးအခြေအနေဆိုးဝါးလာတာကြောင့်ဆဲအုပ်စုကလွတ်ငင်းခွင့်ပေးတယ်လို့လဲသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဒေါက်တာဇော်မြင့်မောင်ရဲ့မိသားစုဝင်တချို့ဟာမနေ့ကစပြီးတော့ Facebook လူမှုကွန်ရက်မှာ Facebook profile နေအနဲ့ရောက် ချိန်ပြီးတော့ပြောင်းလာတာကိုတွေ့ရပြီအဲ့ဒီလို profile အနေအောင်ချိန်ပြောင်းတာဟာ ICU ထဲရောက်နေတဲ့ဒေါက်တာဇော်မြင့်မောင်အတွက်ဝမ်းနည်းလို့ဖြစ်တယ်လို့မိသားစုနဲ့နှိဆက်သူတွေကပြောဆိုခဲ့ပါတယ်အသက်82နှစ်နဲ့အရွယ်ရှိပြီဖြစ်တယ်ဒေါက်တာဇော်မြင့်မောင်ဟာနာတာရှည်သွေးကန်ဆာရောဂါခံစားနေရသူဖြစ်ပြီးတော့စိတ်အုပ်စုကအာဏာသိမ်းခဲ့တယ်2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကစတင်ပြီးတော့ဖမ်းဆီးထားတာဖြစ်တယ်လို့သိရပါတယ်။စစ်အုပ်စုကမန္တလေးတိုင်းဒေသကြီးဝင်းကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုဖမ်းဆီးပြီးတဲ့နောက်အဂတိလိုက်စားမှုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုတဘ ာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေစတဲ့ဥပဒေပုံမှန်တွေနဲ့အတူရှင်းမှုအထိကိုဆွဲဆိုကထောင်တန်းနှိမ့်ချိန်ချမှတ်ထားတယ်လို့သိရပါဗျ။စေအုပ်စုဟာဒေါက်တာဇော်မြင့်မောင်ကိုဖမ်းဆီးထောင်ချတဲ့အချိန်ကအချင်းတော်အတွင်းမှာဖြစ်တယ်လို့ထားရှိတာကိုတွေ့ခဲ့ရတယ်လို့မန္တလေးဥပဒေထောင်ကနေပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းသားဟောင်းတွေကပြောပြခဲ့ပါဗျ။ဒါအပြင် စေအောင်စုကဒေါက်တာဇော်မြင့်မောင်ကိုထောင်တွင်းမှာတီးကြခွဲထားပြီးတော့တခြားသောနိုင်ငံရေးအကျဉ်းသားတွေနဲ့စကားပြောဆိုဝင်မပေးသလိုသူ့ရဲ့ကျန်းမာရေးအခြေအနေကိုလည်းတိတိကျကျမသိရပဲစေအောင်စုကသတင်းထုတ်ပြန်မှသာအခြေအနေကိုသိရတာဖြစ်တယ်လို့နိစပ်သူရိကပြောပါတယ်။ဒါအပြင်မန္တလေးအိုးဘုံထောင်အတွင်းမှာဒေါက်တာဇော်မြင့်မောင်ကိုအနီးကပြုစုစောင့်ရှောက်သူတချို့ကိုလည်းစေအောင်စုကပြီးခဲ့တဲ့လတွေအတွင်းမှာထောင်ကနေပြန်လွတ်ပေးလိုက်တဲ့အတွက်ထောင်ထဲမှာ ဒေါက်တာဇော်မြင့်မောင်ကိုအနီးကပ်ပြုစုစောင့်ရှောက်နိုင်တဲ့သူရောနေသွားတယ်လို့ဆိုပါတယ်ဒေါက်တာဇော်မြင့်မောင်မှာတာသမီ၃ဦးရှိတဲ့နေရာမှာအမေရိကန်နိုင်ငံမှာနေထိုင်တဲ့တာအကြီးဖြစ်သူက renal physician ကြောက်ကဆရာဝန်တဦးဖြစ်ပြီးတော့တာငယ်ဖြစ်သူကတော့ဩစတြေးလျမှာနေထိုင်က အထွေထွေခွဲစိတ်ဆေးရုံဖြစ်တယ်လို့သိရပါဗျ။ဒေါက်တာဆောင်မြင့်မောင်ကိုစစ်ကောင်စီအုပ်စုကဖမ်းဆီးထားပြီးတဲ့နောက်အာဂရီမုန်နဲ့အမှုစဉ်ထောင်ချခဲ့ရမှာအာဂရီလိုက်စားတယ်ဆိုတဲ့စစ်အုပ်စုရဲ့ဆွဆွဲကြပေါ်မှာမိသားစုတွေကငင်းဆုပ်ထားတယ်လို့သိရပါဗျ။စစ်အုပ်စုကဆွဆွဲတဲ့ဒေါက်တာဆောင်မြင့်မောင်ကစေကူတာဘူးအာဂရီလိုက်စားတယ်ဆိုတဲ့ငွေပမာဏဟာသူတို့ရဲ့တလားစားဝင်ငွေတောင်မရှိဘူးလို့သိရပါဗျ။ဒေါက်တာဆောင်မြင့်မောင်အနေနဲ့တားတယောက်ယောက်နဲ့အတူအေးအေးဆေးဆေးနေထိုင်တာ အနာယူလို့ရနိုင်ပေမဲ့ကန်ဆာယောဂဝေဒနာခံစားနေရတဲ့ဈားတွေကနေပြီးတော့နိုင်ငံရဲ့အလုပ်ကိုဆက်လက်လုပ်ကင်နေတာဖြစ်တယ်လို့တားငယ်ကလူမှုကွယ်ရေးကနေတဆင့်တုံ့ပြန်ဖြေရှင်းထားပါတယ်။လက်ရှိအရေးပေါ်အခြေအနေမှာစေအုပ်စုကဒေါက်တာဇော်မြင့်မောင်ရဲ့မိသားစုနဲ့တွေ့ဆုံခွင့်ပေးမပေးကိုလည်းမသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနက်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ရဲများကိုသတင်းပေးပြီးတော့ပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခိုင်းနေတဲ့မြင့်ကြီးစိုးသူကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ6ရက်နေ့မနက်9:15မိနစ်ခန့်မှာနက်တလင်းမြို့နယ်တောင်ညုံမြို့တဲ့အောင်ရတနာရက်ကွာ ညောင်လာရွာမှာနေထိုင်တဲ့စိုက်ကယ်ကယ်ရီသမားအယောင်ဆောင်ပြီးတော့အကြမ်းဖက်စစ်တပ်အတွက်အလုလုပေးနေတဲ့မြင့်ကြည်ဆိုသူကိုတရားဝတီခိုင်တည်ရင်3 3ညတက်တက်ခွဲနဲ့ Phoenix DF ကတွားရောက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်ရပြန်လဲခုခံတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတိတ်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့မြင့်ကြည်ဆိုသူဟာအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့အချိန်ကာမရှိတွားလာလှုပ်ရှားခွင့်ရရှိထားသူဖြစ်ပြီးတောင်သူလေသမားပြည်သူများကို PDF နဲ့ပူးပေါင်းလဲဆိုပြီးတော့ချင်းချောက်ချင်း အကြမ်းဖက်စစ်သားရဲများထံမှလိန်ညာပြီးတော့တရင်ပေးခြင်းများကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါဗါးသူ့ကိုဖမ်းတော့ရဲဘော်တွေကိုပြန်ခုခံဖို့လှုပ်လို့တိုက်ခိုက်ခဲ့တာတေဆုံးသွားပါတယ်တောဆန်မှာလဲလုံနေတဲ့သူတွေက PDF ကိုထောက်ပံ့နေတယ်ပူးပေါင်းနေတယ်လို့ဆွဆွဲပြီးသူကဖမ်းခိုင်းနေတာသူကစိုင်းကယ်ကယ်ရီဆွဲတယ်လို့လို့နဲ့ PDF တွေရဲ့တရင်တွေကိုထောက်လန်းနေတာကြာပြီလို့တာယာဝတီခရိုင် PDF ကတာဝန်ရှိသူတွေကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းရတော့သခိုင်းတိုင်ခင်ဦးမြို့နယ်မတောင်းလာပြူစောတိရွာကို PDF တပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့မှတ်တမ်းကိုအော်တိုဘာလ6ရက်နေ့မှာ Dragon Urban Gorilla အဖွဲ့ကထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ August 31ရက်နေ့ကစတင်ပြီးတော့ခင်ဦးမြို့နယ်ခွန်နမိုင်ကန်အကွာမှာရှိတဲ့၃နှစ်ကျော်တက်ဆွဲထားတဲ့အင်ဂျီ100ကျော်ရှိတဲ့မတော်လာရွာကအောက်ကျမှာစစ်ကောင်စီတပ်သားများကိုရွှေဘုတ်ခရိုင်စစ်တေတာရဲ့ကိုကဲမှုနဲ့ပြည်သူ့ကာကွယ်တပ်မတော်ရဲ့တပ်ရင်းများခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြို့နယ်ပတ်ကောက်ဖားများနဲ့အခြားသောခရိုင်နဲ့မြို့နယ်နီးစပ်ရာမိဖက်ကာကွယ်တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာထိခိုက်ဒေဆုံးမှုများပြားခဲ့တယ်မတော်လာပြ ူစော်တီအဖွဲ့ကိုအကြမ်းဖက်ဆက်တက်ကဂျက်ဖိုက်တာ6စီးထောက်ဖို့လေရင်0နဲ့စုစုပေါင်းအချိန်20ထက်မှန်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ညာဘက်မှာပြည်သူ့ကာကွယ်တပ်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများအတွေ့နှစ်ဖက်ထိခိုက်ကြဆုံးမှုများရှိပြီးတော့အကြမ်းဖက်ဆက်တက်ဘက်ကအရာရှိတပ်သားများအပါအဝင်73ဦးနဲ့ပြူစော်တီ16ဦးတိုက်ဆုံးခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရဲဘော်9ဦးလည်းကြဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဘက်ကထိခိုက်ကြဆုံးမှုများပြားတဲ့အတွက်မုံရွာနားမခါကနေ drone အဖွဲ့များကိုစစ်တပ်အထိုင်ချထားတဲ့ကံဘလူဇီးကုံတခြားဆက်ကို MI70 ရဟတ်ရင်နဲ့တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစပြီးတော့စစ်ကူပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။စက်တမားလ၁ရက်နေ့မှာကံဘလူဇီးကုံတခြားဆက်က ဝါတဝလက်အောက်ခံပြူစောတိအဖွဲ့များနဲ့မုံရနမခကဒုံအဖွဲ့များပူပေါင်းအင်အား180ဝင်းကျင်နဲ့မတော်လပြူစောတိရွာကိုစစ်ကူစစ်ကြောင်းထိုးပြီးတော့အလောင်းကောက်ရန်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်စက်တမာလာ၂ရက်နေကနေစပြီးတော့စက်တမာလာ15ရက်နေ့အထိစစ်ကူဝင်လာတဲ့အချမ်းဘတ်စစ်တပ်စစ်ကြောင်းကငကြိုင်အင်ဂျင်ပင်တဲကြီးဖန်ကားကုန်စောကြီးပောက်တော်စီစုံလေးနှဲတွင်မတော်ကြီးရွှေကားပောက်တဲ့တုံးဂျပုတ်စီပုတ်တရာမထောင်ကြီးစတဲ့ခြေရွာ73ရွာက လူနေအိမ်ချင်း900ကျော်ကိုစစ်တောင်းထုံးမိရှုံဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်စစ်တောင်းဟာစက်တမလာ10ရက်နေ့မှာမတောင်းကြီးကြီးရွာက Grade 11ကျောင်းသားတအုပ်အပါဝဲပြည်သူ၃ကို ပြစ်ခတ်တတ်ကြခဲ့တယ်လို့သိရပါဗျ။စက်တင်ဘာလ18ရက်နေ့ညနေပိုင်းမှာစစ်တပ်ပိုင်းဇီးကုံတကြားဆက်ကိုမတော်လာချိန်ပါမှာကြံရိတ်ခဲ့တယ်။ပြူစော်တီများနဲ့မိသားစုဝင်များပါတပါတဲ့ခေါ်ဆောင်ပြီးတော့ခေဦးမြို့နယ်အတွင်းကနေပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗျ။စက်တင်ဘာလ18ရက်နေ့မှာမနက်ပိုင်းနဲ့မွန်းလွဲပိုင်းမှာကာကွယ်တပ်များကနေနေရှင်းလင်းဝင်ရောက်တဲ့အချိန်ပြည်သူများထံကနေပြီးတော့မတရားခိုးယူထားတဲ့နွားအုပ်၊တိုးအုပ်များအပါအဝင် ပစ္စည်းတချို့ကိုပြန်လဲရရှိပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်သားများအထိုင်ချထားတဲ့နေရာများကိုရှင်းလင်းရေးလှုပ်ဆောင်တဲ့အချိန်မှာတော်လိုင်းရဲဘော်နှစ်ဦးမြေမြုံပိုင်းထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဥက္ကဋ္ဌစခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့များအကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့်စစ်သားတချို့ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ9ရက်နေ့မှာမြဝတီမြို့တောင်ဘက်ဝေါ်လီမြိုင်မြို့ ဝေါ်လီဗျူဟာအနည်းမှရှိတဲ့အကြမ်းဖက်စစ်သားအင်အား40ခန်းနဲ့တပ်ဆွဲထားတဲ့ဥက္ကဋ္ဌစခန်းကိုတော်လိုက်တဲ့ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲအရင်နေ့တွေကလည်း drone နဲ့အချိန်ချင်းတွားရောက်ပြီးတော့တိုက်ခတ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုများအတွဲမှာစစ်သား၄ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါဗျ။မနေ့ကတော့ drone ဆက်တိုက်ရင်းနဲ့တွားကျဲတာဒီလိုပဲမကြာခဏတွားကျဲလိုက်နားလိုက်လုံနေတာအဲ့ဒီလိုကျဲနေတဲ့အချိန်တွေထဲမှာ စစ်ခွေးသေးတာက၄ဦးနဲ့အထက်ရှိတယ်မနေ့ကတော့သွားကျဲတာကမသိရသေးဘူးအစကတော့အဲ့ဒီစခန်းထဲမှာကအယောက်80ကျော်80နီးပါးတော့ရှိတာအခုတော့တပြေးပြေးနဲ့ထွက်ပြေးသွားတဲ့သူတွေရောဒဏ်ရာရလို့လဲထားတဲ့သူတွေရောဘာတွေရောဆိုရင်တော့အခုဆိုရင်အယောက်40လောက်ပဲကျန်တော့တာဥက္ကဋ္ဌကစုံစည်းမြိုင်တို့စုကလီတို့ကိုဖြုတ်ပြီးတော့ဘျူဟာပုံစံများထားတဲ့စခန်း အရေးပါတယ်စခန်းတစ်ခုပေါ့လို့တော်လိုင်းသတင်းအကြီးကပြောဆိုထားပါတယ်အဲ့ဒီဥက္ကဋ္ဌစခန်းအတွင်းကအကြမ်းတ်စစ်သားများဟာလိရင်လစ်တယ်လို့ထိုင်းနိုင်ငံဗတ်ချန်းကိုထွက်ပြေးမှုများရှိနေပြီးတော့အခုလိုထွက်ပြေးနေတဲ့သူတွေထဲမှာအရာရှိအဖြစ်များလဲပါဝင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလုပ်ငန်းရှင်များထံကနေပြီးတော့ချင်းချောင်းငွေတောင်းလို့မရတော့တဲ့အတော့ဓညတိုက်မှုများပေါ်ပေါ်တင်တင်ကျူးလွန်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ9ရက်နေ့ည9:00နာရီကမှအကြမ်းဖက်စစ်သားရဲနဲ့ပြူစော်တီအများပြားလုံခြုံရေးယူထားတဲ့ရွှေဘုံမြို့ဈေးတောင်ဘက်မှာရှိတဲ့ကုန်းတယ်တအုပ်ရဲ့နေအိမ်နဲ့နန်းတော်အနောက်ဘက်မှာရှိတဲ့ငချောက်ဆိုင်တဆိုင်ကိုဓညဝင်ရောက်တိုက်ခိုက်ရာရွှေငွေအများပြားပါသွားတယ်လို့သိရပါတယ်။အခုလိုမျိုးဓည တိုက်ရမှာအဲစင်းစစ်စေးမယ်ဆိုပြီးတော့တကားဖွင့်ခိုင်းပြီးလူတွေကိုကျိုးနဲ့တုပ်ပြီးရှိကမြပစ္စည်းတွေအကုန်လုံးရှာဖွေယူဆောင်သွားခြင်းဖြစ်တယ်လို့သိရပါဗါးအဲစင်းစစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တကားခောက်ပြီးတော့ဓမြဝင်တိုက်တာလူတွေအကုန်လုံးကိုကျိုးနဲ့တုပ်တယ်ပြီးတော့ရှိကမြရွှေတွေငွေတွေအကုန်ယူသွားတယ်အဲ့ဒီလိုနေရာတွေကစစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့နေရာတွေပါနေရောညပါလုံနေတာ မနေ့ကည9:00နာရီလောက်ကဇေးရဲ့တောင်ဘက်မှာကုန်းတွေတအူးဓမြတိုက်ခံလိုက်ရတယ်ညနေပိုင်းကနန်းတော်အနောက်ဘက်ငချောက်ဆိုင်အိမ်တအိမ်ဓမြတိုက်ခံလိုက်ရတယ်အရင်ကတော့ဖုန်း message နဲ့စာပို့ချင်းချောက်ပြီးငွေလွှဲခိုင်းတာမလွှဲရင်အခုလာတတ်မယ်လို့ချင်းချောက်တော့လုပ်ငန်းရှင်တွေကလွှဲပေးရတာပေါ့အခုကအဲ့လိုမဟုတ်တော့ဘူးအစင်းစစ်တဲ့လူမများတဲ့အိမ်ဆိုရင်ဒီနေ့စစ်မနက်ဖြန်ဓမြတိုက်ခံရပြီပဲအဲ့ဒီလိုပေါ်ပေါ်တင်းတင်းလုံနေတာလို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်အခုလိုမျိုးလှုပ်ဆောင်နေမှုများဟာ ရွှေဘုံမြို့နယ်မင်းခွန်ရွာသားပြူစောတိခေါင်းဆောင်ပေါ်သိန်းဆိုသူနဲ့နောက်လိုက်များကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်ပြီးရရှိတဲ့အကျိုးအမြတ်များကိုအကြမ်းဖက်စစ်သားများထံကိုထောက်ပို့ပေးခြင်းမင်းခွန်နွားလေးကိုဈေးကလေးရွာသူရွာသားများကိုစစ်ကောင်စီကထောက်ပံ့နေဆိုပြီးတော့ဝင်းကပေးခြင်းတို့ကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဓိကလှုပ်နေတာကမင်းခွန်ရွာသားပေါ်သိန်းရဲ့ရဲခွေတွေပါ။ မာရှယ်လောအချိန်မှာအစင်းစစ်မယ်ဆိုရင်ပြည်သူတွေကကြောက်နေကြပြီစစ်ကောင်စီလုံခြုံရေးယူပေးထားတဲ့မြို့လယ်တွေကပတ်စံရှိတဲ့အိမ်တွေကိုရွေးပြီးတော့တိုက်နေတာလူတော်တော်များများယာနဲ့ချီပြီးတော့ခံနေကြရတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားကြအောင်သတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ